တဲကိုပျက်စီးစေမဲ့အမှုကျင့်၅ချက်ကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့အသေးကိုထိခိုက်ပျက်စီးစေနိုင်တဲ့အမှုကျင့်၅ချက်ကိုကျမ်းမာရေးဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်ဘလို့ຢာတွေကအသေးကိုထိခိုက်ပျက်စီးစေနိုင်လဲဆိုလို့ရှိရင်နံပါတ်၁ချက်အရက်ကိုအလွန်အကျွံတောက်တုံခြင်းအားလုံးသိကြတဲ့အတိုင်းပဲအရက်တောက်ရင် အသေးကိုထိခိုက်စေနိုင်ပါတယ်အသေးအစီဖုံးတာအသေး၆တာနဲ့အသေးကင်ဆာတွေအထိဖြစ်နိုင်ခြေရှိပါတယ်နံပါတ်၂ချက် မိမိသဘောနဲ့မိမိအကိုက်ခဲပျောက်စေးတွေကိုအလွန်ကြောတောက်သုံးနေခြင်းဟာလည်းအသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဂယုပြုဆင်ခြင်ဖြစ်ပါတယ်။နံပါတ်3ချက်အစီများတဲ့အစားအစာတွေအချို့ကလွန်ကဲတဲ့အစားအစာတွေ ready made အစားအစာတွေနဲ့တာရှိခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေကိုစားသုံးနေခြင်းဟာအသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နံပါတ်၄ချက်ကိုလက်လှူရှာအားနေပြီးတော့အဝလွန်တဲ့သူတွေဟာခန္ဓာကိုယ်ရဲ့အသေးတွေမှာအဆီတွေများလာတာဖြစ်တဲ့အတွက်ကြောင့်အသေးကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ံပါတ်5ချက် hepatitis B C လို့ခေါ်တဲ့ B ပိုး C ပိုးကူးစက်ခံရလို့ရှိရင်လည်းအသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ကျွန်တော်အခုဝေမျှပေးခဲ့တဲ့အသည်းကိုထိခိုက်စေနိုင်တဲ့အချက်5ချက်ကိုဂယုပြုဆင်ခြင်ဖို့လိုအပ်ပါတယ်တဲ့ကိုမထိခိုက်အောင်ဆိုလို့ရှိရင်အရက်တောက်ချင်းကိုဆင်ကျင်ပေးပါမိမိသဘောနဲ့မိမိကက်ခဲပြောက်စီတောက်ချင်းတွေကိုလည်းခရူးပြူဆင်ကျင်နေပါတယ်ကိုလက်လှူရှာလေးခြင်းငံကိုတေချာလေးပြုလုပ်ပေးပါ ကျမ်းမာရေးနဲ့ညီညွတ်မျှတတဲ့အစားအသောက်တွေကိုတရားလေးစားပေးပါဒီဘိုးစီကူကူးဆက်မခံရအောင်ဂယုပြုနေထိုင်ပေးပါကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ်အတွက်ဘဟုတုတရရတဲ့သိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်သိချင်တာတွေမေးချင်တာတွေရှင်းလဲ comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ